အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေစည်းတွေကတော့ညနေမှာ250အတန်နဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က30ရက်နေ့5လပိုင်း2020နဲ့5ခုနှစ်ညနေပိုင်းတိုင်းရွှေစည်းက250တက်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေအခဲစည်းဆိုင်ကရောင်းတဲ့ဈေးက9000တထောင်နဲ့မှ200တိုင်းကလက်ခံတဲ့ဈေးက9000တထောင်နဲ့မှ100လက်ဝေယနာဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ2000 ကဘာချွေတအောင်စားကိုဒေါ်လာ3300နဲ့ထိုင်ချွေစီကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်မှတ်ငွေ30.83နဲ့ထိုင်ချွေစီကိုတွက်ထားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်ချွေအကဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။ရကပီအစည်းထိုင်းချွေခဲ့တဲ့ဘတ်သားကို9400နဲ့ပေါက်သေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9100နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝေးရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ဘတ်သားကို1000ကနေ2000ကြီးရှိနေပါတယ်။ မိမိဝဲတဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝဲယရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကိုင်းလုံးဖြတ်ပြီးတဲ့ပြင်ကို48500ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါ69.99ရှိတဲ့ထိုင်းရွှေအခဲကဂရန်ချိန်နဲ့ရောင်းတာဖြစ်တဲ့အတွက်ဂရန်ချိန်ပေါက်ဈေးကိုကျွန်တော်ပြောပြပါမယ်69.99ရှိတဲ့ထိုင်းရွှေအခဲကဆိုင်ကရောင်းတဲ့ဈေးကတဂရန်ကို3488ပတ်ဆိုင်ကလက်ခံတဲ့ဈေးက3484ပတ် 69ဒသမ99ရှိတဲ့ရွှေအခဲကကမ္ဘာရွှေဈေးလိုအချိန်မရွေးပြောင်းလဲမှုရှိပါတယ်။ဆိုင်မာရောက်မှပဲဈေးနှုန်းကကျင်းတည်ပေါက်တည်မှာဖြစ်ပါတယ်။69ဒသမ99ရှိတဲ့ထိုင်းရွှေအခဲတကရန်ရဲ့လက်ခကတကရန်ကို450ရှိတယ်လို့သိရပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုမြန်မြန်တင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်းနိုင်ကြပါစေ။